ီလန်လို့ပဲ Unreal မှာလည်းသူရဲ့ online learning platform တသက်ရှိပါတယ်သူတို့ရဲ့ official learning platform မှာအဲဒီ link နဲ့သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Unreal Engine Learn ဆိုတဲ့ website တွေရောက်လာပါမယ်သူတွေမှာ feature တွေဘယ်လိုထည့်ရမလဲเนาะ game တွေအတွက်လုံးမှာလား flint တွေ architect တွေပြီးရင် visualization အတွက်လုံးမှာလားပေါ့เนาะထဲထဲမှာ programming နဲ့ speed scripting tutorial တွေရှိတယ် course တွေရှိတယ်เนาะဒုတိယတစ်ခုကတော့ကျွန်တော် Unreal Engine လေ့လာခြင်းလောက်လုပ်တဲ့ Bad Decision Studio ဆိုတဲ့ YouTube channel ပဲဖြစ်ပါတယ်အဲသူရဲ့ YouTube channel မှာဆိုရှင် Unreal Engine ကိုဘယ်လိုလေ့လာအောင်လဲပေါ့နော် Unreal Engine Ultimate Course တွေရှိတယ်ပြီးလို့ရှင် Unreal Engine Beginner Tutorial ပေါ့နော်ကျွန်တော်တို့ Beginner တွေအတွက်ဘလို install လုပ်ရမလဲဒီသူရဲ့ 3D ဘောတော့ဘလို navigate လုပ်ရမလဲ material တွေ lighting တွေပြီးလို့ရှင်ဒီ visual scripting တွေအားစားပါတော့တော်တော်ပြည့်စုံတယ်နောက်တစ်ခုကတော့ Arial Sensor ဆိုတဲ့ YouTube channel ပဲဖြစ်ပါတယ်သူ့ထဲမှာဆိုလို့ရှင်ကျွန်တော်တို့ wall building tutorial ပါမယ်เนาะ Arial အသုံးချပြီးတော့ ဘယ်လို gain တွေလုပ်မလဲဆိုတော့ beginner tutorial တွေရောပြီးရှင်ဒီ void ဒီဆောက်တဲ့ level design တွေတိဆောက်တဲ့ Unreal engine အကြောင်းတွေဒီစိတ် in depth သွားတဲ့ video ရှိပါတယ်သူထဲမှာလည်းသွားပြီးတော့ Unreal အကြောင်းလေ့လာလို့ရပါတယ်နောက်တစ်ခုကတော့ Tinker Academy ပေါ့အရင်ကတော့ Vortex Learning Hub ဆိုပြီးတော့သူပြောတယ်နောက်တစ်ခုကတော့ Tinker Academy ဆိုရင်နာမည်ပြန်တောင်းလိုက်တော့ဒီ YouTube channel ပေါ့အဲ့တော့ဒီ YouTube channel မှာဆိုလို့ရှိရင်တော့ Unreal engine နဲ့ပတ်သက်ပြီး tutorial ပြည့်စုံနေပြောရမယ် tutorial အစားပေါ့ ကျွန်တော် playlist တွေတွားလိုက်မယ်ဆိုလို့ရှိရင်သူ့ထဲမှာ FPS game လို့လုပ်မယ် multiplayer game လို့လုပ်မယ် lightning locomotion တွေ PMD map combat tutorial endless runner လေးတွေရာဆရာ game လုပ်မယ်ဟာတွေရောဘောနော RPG တွေဘယ်လိုလုပ်မယ် tutorial တော်ပြည့်စုံတယ်ကိုက Serial Plus ကိုတင်နေတယ်ဆိုလို့ရှိရင် solo lan cplus.com ပြီးရှင် W3 school မှာလည်း c double plus ဒီ session ကြီးရှိပါတယ်သူ့ထဲမှာ exercise နဲ့တွားပြီးတော့ လေးလာလို့ရတယ်ဒီမျိုး game design ပုံစံမျိုးတွေနဲ့ကိုပိုင် game တွေဖန်တီးချက်ချင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ game maker မြန်မာကနေဖွင့်လှစ်ထားတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီဒီအတန်းမှာကျွန်တော်တို့က unity နဲ့ c sharp programming ကိုအဓိကထားတင်ကြားပေးမှာဖြစ်ပြီးတော့ စူပါမန်ကြီးဘောလိုမျိုးဂိမ်း 2D ပလက်ဖော်မာဂိမ်းတွေနဲ့ third person shooter လိုမျိုးဂိမ်းကိုဖန်တီးရင်းနဲ့ဂိမ်းလုံးမပညာရက်ကိုသုံးလကြာလေ့လာမှာပဲဖြစ်ပါတယ်။တင်တန်းကြီးကတော့နှစ်သိန်းခွဲကြတဲ့မှာဖြစ်ပြီးတော့အတန်းပြီးသွားတဲ့အခါမှာလည်း certificate နဲ့ professional game developer တယောက်အနေနဲ့အနာဂတ်မှာဘာတွေဆက်လုပ်ရမလဲဆိုတဲ့ဒီ game developer roadmap တွေကိုလည်းချပြပေးသွားမှာပါ။ကျွန်တော်ရဲ့အတန်းကဂျွန်လာ၁၈ရက်နေ့မှာဖွင့်လှစ်တင်ကြပေးသွားမှာဖြစ်ပြီးတော့လူကြီးကတ်သက်ထားမှုအခုပဲ page မှာလာရောက်စုံစမ်းထားလိုက်ပါ